ကစွန်းရွက်လေးကိုကျွတ်ကျွတ်မွတ်မွတ်လေးကြောစားပါမယ်။ Hello အားလုံးဝင်ပါပါရှင်။ဒီနေ့ကတော့ဒုတိယလှုပ်ရှားဖြစ်တာပေါ့နော်။ကျွန်မဗီဒီယိုကတော့မရိုက်ဖြစ်လိုက်တဲ့အတွက်ကစွန်းရဲ့ကြော်တာလေးပဲရိုက်လိုက်ပါရရှင်။အဲ့တော့ကစွန်းအရွက်တီးတဲ့နေကိုပဲ ဖယ်ပြီးတော့ကျွန်တော်တို့တန်ရှင်းစင်ကြအောင်ဆေးကြောမယ်ရေစစ်ထားပါမယ်ပြီးပါရင်ရွှေလေးပြအကြောမုတ်ထဲကို ချိုမုတ်ရဲ့စားရဲ့ငုပ်ကောက်မုတ်နဲ့ရေထည့်ပြီးတော့တည်တည်ကြာကြာလေးနှံဆက်သွားအောင်မွေသွားပါမယ်ရှင်အကြောမုတ်လေးတွေနဲ့ရေနဲ့လုံးဝတသားရဲဖြစ်သွားတဲ့အနေထားတော့ဒီတည်တည်ကြာကြာလေးမွေသွားနိုင်မယ်ပေါ့နော်ဒီနေ့ကအိမ်မှာဒုတ်ထိုးအစုံလေးလှုပ်ရှားဖြစ်တာပါရှင်ဒါပေမဲ့ကျမမအားတာလည်းပေါ့နော်မရိုက်ဖြစ်လိုက်ပါဦးရှင်အဲတော့ ဒီကစိုးရွက်အကြွကြော်လေးတစ်မျိုးကိုပဲရိုက်လိုက်ပြီးတဲ့အတွက်ဒါလေးကိုပဲတင်လိုက်ပါမယ်နော်တို့တို့နဲ့တွဲစားတဲ့အချင်းဖြော်နည်းလေးကိုတော့ကျွန်မ link လေးထည့်ပေးထားလိုက်ပါမယ်နော် အဲ့တော့ဒီမှာရွှေလေးပြချုံမှုရဲ့ချုံမှုစားနဲ့မြုပ်ကောက်မှုတွေရေနဲ့လုံးဝသတားရဲဖြစ်သွားတဲ့ဒေတာတွေစိတ်ရှိလက်ရှိနဲ့တည်တည်ချာချာလေးမှုေသွားပြီးဖြောသွားပြီးမယ်ပေါ့နော်အဲ့တော့မုံနှစ်လေးရပြီဆိုတော့ကျွန်တော်တို့ခုနတန်ရှင်းစင်ကြထားတဲ့ကစုံရလေးတွေထည့်ပြီးတော့နေလိုက်ပါမယ်ပြီးွားရင်စီပူမှုလေးတွေမှာကျွတ်နေအောင်ထည့်ချုံမယ်ပေါ့နော် အဲ့တော့သူကစီးပူပူလေးထဲမှာမီးအေးအေးလေးနဲ့ပေါ့နော်စိတ်ပြေနပြေလေးနဲ့တေချာကြော်ပေးရပါတယ်ရှင်ဒီကစုံရွက်အကျွတ်ကျော်လေးရလေမရော်နီစ်နဲ့တွဲပဲစားစားကျမတို့ဒုတ်ထိုးအချင်းနဲ့ပဲတွဲစားစားအရန်စားလို့ကောင်းတယ်ပေါ့နော်ကျွတ်ကျွတ်ရွရွလေးနဲ့အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်ကျမတို့ကတော့အရွက်တိတမ်းပဲပေါ့နော်ကြော်စားပါတယ်ရှင်ကျွတ်ကျွတ်ရွရွလေးနဲ့တအားကိုမှစားလို့ကောင်းပါတယ်ရှင် ချစ်သွားတဲ့အနေအထားလောက်ရောက်ပြီဆိုလို့ရှိရင်တော့ကျမတို့စီတွေကနေဆဲထုတ်လိုက်ပါမယ်ရှင်။ကြည့်ပါဦးစားချင်စရာလေးနော်။တွတ်တွတ်ရွရွလေးနဲ့တကယ်ကိုအရန်စားကောင်းတော့ပါရှင်။ Smile video လေးတွေကိုဆုံးနေကြည့်ရှုပေးကြတဲ့ဒူရီယာစင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်တော့ Flory မှာပြန်တွေ့ပါမယ်။ Bye bye ။